မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလားပြည်သားညချာမှုဦးစီးဌာနကနေမေလ9ရက်ဒီကနေ့နဲ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းနဲ့အလယ်ပိုင်းတို့တွင်တိမ်သင့်တဲ့မှတိမ်ထူရနေပြီးဘင်္ဂလားပင်လယ်ကိုမြောက်ပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပါမယ် ဒီကနေ့ညနေထိခမန်းစကားတော့နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး အောက်ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်တိမ်တင်တင်ဖြစ်ထွန်းပါမယ်။တနင်္လာရတိုင်းဒေသကြီးတွင် နေရာစစ်စစ်ကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထေကြုံရပါမယ်။ရွှေရအောင်80ဖြစ်ပါတယ်။မြမပင်လေးပင်တွင်လှိုင်းနေငယ်မှလှိုင်းတင်တင်ရှိပါမယ်။ လိုင်းမြမမြမကန်ရုံးနဲ့တခြားနေကန်းလွန်ပင်လေးပြီးနှုတ်ရင်းလေးပြီးမှရှိပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းစကားတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျကျမှနေရာစစ်စစ်မိုးထစ်ချုံရွာပါမည်။ နေပြည်တော်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိန်တင်တင်ဖြစ်တော်မှာမယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိန်တင်တင်ဖြစ်တော်မီမိုးထစ်ချုံ၍နေရာကွက်ကြားမိုးနေငယ်ရွာနေပါတယ်။ရွာရံလုံး60ဖြစ်ပါရှင်။